မူဆယ်မန္တလေးညထားလန့်တဲ့ဖောက်လုပ်ရေးစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးနိုင်ငံအစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မှုအတွက်နိုင်ငံတော်အဆင့်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ရေးဥဆောင်ကော်မတီဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှဖော်ပြထားပါတယ်။ဒီကော်မတီမှာဥက္ကဋ္ဌအဖြစ်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဥက္ကဋ္ဌအဖြစ်ဗန်နာရေးနဲ့အခွန်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးတို့ကတာဝန်ယူဆောင်ရွက်မယ်လို့သိရပါဗျာ။ အဆိုပါဦးဆောင်ကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာစီမံကိန်းအကောင့်ထဲဖွင့်နိုင်မှုအတွက်အစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးမိုးပေါင်းရေးဆွဲအတည်ပြုခြင်း နှစ်နိုင်ငံအစိုးရတွေအကြားတွဲဆောင်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်တာနဲ့ framework agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်တာဦးဆောင်ကော်မတီဟာစီမံကိန်းလုပ်ငန်းအတွက်လိုအပ်တဲ့ကော်မတီနဲ့အဖွဲ့တွေဖွဲ့တာပေါင်းစပ်ညှိနှိုင်းပေးတာစီမံကိန်းနဲ့သက်ဆိုင်တဲ့အစီအစဉ်တွေချမှတ်တာနဲ့ကြီးကြပ်ကိုခဲ့တာစီမံကိန်းကိုအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်မဲ့ရင်းနှီးမြှုပ်နှံမှုပုံစံနဲ့စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံမဲ့ရမုံငွေဆိုင်ရာမူဝါဒသတ်မှတ်တင်ပြတာ စီမံကိန်းရဲ့ပြင်ရင်းပြပရင်းနှီးမြှုပ်နှံမဲ့သူတွေကိုဖိတ်ခေါ်နိုင်ရင်းနဲ့အတုံးနှုံးတက်တာတဲ့ဖွံ့ဖြိုးမှုရမုံငွေရရှိရေးဆိုင်ရာတွေပေါင်းစပ်ညီနိုင်ဆောင်ရွက်တာစီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်မဲ့အထူးပြုကုမ္ပဏီထူထောင်နိုင်ရင်းညီနိုင်ဆွေးနွေးခြင်းမူပေါင်းရေးဆွဲတာနဲ့နိုင်ငံတော်အစိုးရနဲ့အထူးပြုကုမ္ပဏီအကြားလုပ်ငန်းဆိုင်ရာသဘောတူညီချက်စာချုပ်မူကြမ်းအပေါ်သုံးသပ်တာဥဆောင်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအမျိုးသားကောင်ဝေးနဲ့လုံခြုံရေးကောင်စီရုံးကိုအစီရင်ခံတင်ပြတာနိုင်ငံတော်ဘက်ကသုံးဆဲဖို့ကိစ္စရပ်တွေဆုံးဖြတ် ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကနေတဆင့်စေဝါရေးဆိုင်ရာကော်မတီနဲ့ပြည်တော်စုအစိုးရအဖွဲ့ကိုတင်ပြအတည်ပြုချက်ရယူတာတွေဖြစ်တယ်လို့သိရပါတယ်။